ကျောင်းဘယ်လင်ကန်ကိုခေါ်ယူဖို့ချိန်ရွယ်နေတဲ့မန်ယူအသင်းမင်္ဂလာပါပိတ်တကြီးဒီနေ့မန်ယူအသင်းရဲ့နောက်ဆုံးရပြောင်းချွေသတင်းများကိုတင်ဆက်ပေးကြပါမယ်မန်ယူအသင်းဟာလူစင်းမှာအမှန်ဝင်တဲ့ဇာတမ9ရောက်လောက်ကိုလာမဲ့နေရာဒီမှာကြောက်ထုံမှာဖြစ်ပြီးအသင်းရဲ့ရမုံဝင်ကိုတောင်းတင်းအောင်လုပ်မှာပဲဖြစ်ပါတယ်ဘက်တာလင်ဒီလောကာစမဲရိုခရစ်စတန်အဲရီဆန်ကိုပီမန်နူအန်တိုနီနဲ့မာကက်ဘရက်စပိုးတို့ကိုရောင်းထုံမှာဖြစ်ပြီး လရှိလာတဲ့ငွေတွေနဲ့ဒါသမတက်တွေကိုပြန်လည်ဝယ်ယူမှာပဲဖြစ်ပါတယ်အခုချိန်မှာတော့မယူသိဟာရီယယ်မက်ဒရစ်ဒါသမဂျူဘယ်လင်ကန်ရဲ့ညီဖြစ်သူဂျော့ဘယ်လင်ကန်ကိုခေါ်ယူဖို့မျက်စိကျနေပါတယ်အသက်19နှစ်ပဲရှိသေးတဲ့စနာလန်ကစားသမားဂျော့ဘယ်လင်ကန်ဟာလေးကိုသိမ်းယူထားကသုံးကိုဖန်တီးထားပါတယ်တင်တော့ရဲ့သတင်းတွေထဲမှာတော့မယူသိဟာဂျော့ဘယ်လင်ကန်ကိုခေါ်ယူဖို့စောင့်ကြည့်မှုတွေပြုလုပ်နေပြီးချက်စီတော်တန်ဟော့စပါဘရိုက်တန်ဘရန်ဖို့နဲ့နော့တန်ဟော့လက်တို့နဲ့အရှင်ပြန်ရဖို့ရှိနေပါတယ် ဒီနေရာမှာမေခွန်းတွေများပြားဖတ်ပေါ်နေပါတယ်။ကျောက်ဘယ်လင်ကန်ဟာသူ့ဘက်ကိုကျူဘယ်လင်ကန်လိုမျိုးခြေစွမ်းတွေတောက်ပလာနိုင်မလား။သူ့ဘက်ကိုရဲ့ခြေရာကိုလမ်းမီနိုင်မလား။စတဲ့မေခွန်းတွေဟာကြက်လောင်စွာထွက်ပေါ်နေပါတယ်။ဒရင်တစ်ခုမှာတော့ကျောက်ဘယ်လင်ကန်ဟာအသင်းကြီးတွေအတွက်ဘိုက်တန်ဒါမှမဟုတ်ဘရက်ဖို့အသင်းတွေစီပုံမူပြောင်းရွှေ့နိုင်ကြောင်းရေးသားဖော်ပြထားပါတယ်။မယ်ယူသင်းကတော့ရေးချင်းရှိရဲ့လူငယ်သားသမားတွေကိုခေါ်ယူမှဖြစ်ပြီးအသက်ကြီးတဲ့သားသမားတွေရဲ့နေရာကိုအစားထိုးမှာပဲဖြစ်ပါတယ်။ ဂျော့ဘန်နဂန်ဟာ2028ခုနှစ်အထိစန္ဒလန်အသင်းနဲ့စကြောတတန်းရှိနေပါတယ်။စန္ဒလန်အသင်းဟာအခုအချိန်မှာပြင်းပြလိကိုတန်တက်ဖို့အလားအလာရှိနေပြီးတန်တက်ခဲ့ရင်တော့ဂျော့ဘန်နဂန်ရဲ့တန်ကြီးဟာပုံမမြင့်တက်လာမှာပဲဖြစ်ပါတယ်။ဂျော့ဘန်နဂန်ဟာညချေအာတန်ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ကွင်းလယ်တိုက်စစ်နေရာမှာလဲစော်စားနိုင်ပြီးကွင်းလယ်ခန်းစစ်ဒဘက်ပိုင်ဖို့နေရာမှာလဲစော်ကစားနိုင်ပါတယ်။ဘောလုံးပြပြမှုတွေကလည်းအရန်တိကျတဲ့အပြင်နေရာလွတ်များစွာကိုလည်းရှာဖွေပေးနိုင်ပါတယ်။အားပါတဲ့ကန်ချက်တွေ အရိယာအပြင်ကနေဘိုးသွင်းနိုင်တာတွေကသူ့ရဲ့ထိုးချွန်တဲ့အရေးသေးပါပဲဂျိုးဘင်လင်ခန်ရဲ့ကစားကွက်ကနီပြအမော်နီယာကစားကွက်မှာတိုက်ညီနေရကြောင်းမယူသိန်းကတကယ်ပဲခေါ်ဦးတော့မလားတကယ်ခေါ်ရင်တော့ဘလောက်ထိအသိန်းကိုအကျိုးပြုနိုင်မလဲစောင့်ကြည့်ခြင်းစရာပါပဲ။